ဟာလုံးမဲမင်္ဂလာပါရှင်ဒီနေ့မှာတော့စက်သားကိုမွန်ယိုရစတိုင်စက်မွန်ချက်ဟင်းလေးချက်စားပြလို့ကျမရဲ့ channel လေးပြလာပြီးမြောက်ပြီးကျန်ပါရှင်ဒီ channel လေးကချက်ရတာလေးလုပ်ပြီးတော့စားရတာလေးရောင်းရတာရှိတဲ့အတွက်ကြောင့်ဗီဒီယိုလေးကိုစောင့်ကြည့်ကြပါဦးနော်ဒါကတော့စက်သားချက်ဖို့အတွက်ရေးစေးတန့်စင်ထားတဲ့စက်သားတွေပါဒီနေ့တော့ကျမက CP ချက်25စက်သားကိုတုံးထားပါတယ်ရှင် ပြီးရင်တော့အရတာနေဖို့အတွက်စားစနွင်ငံပြားရည်နဲ့ဒီစက်သားချက်ဖို့အတွက်မပါမဖြစ်တဲ့မြင်ငပိလည်းထည့်ပါမယ်ရှင်။ တယောက်နဲ့တယောက်ချက်တဲ့နီးလေးတွေကတော့မတူကြဘူးပေါ့နော်တချို့ကတော့ငပီကိုနောက်တော့မှအရေးဖြော်ပြီးတော့ထည့်ပါတယ်ကျမကတော့တခါတည်းအသားနယ်တဲ့အချိန်မှာပဲတခါတည်းထည့်ပြီးတော့ခုလိုမျိုးလေးနဲ့လိုက်ပါတယ်ပြီးရင်တော့အသားတွေကိုအရသာလေးစိတ်ဝင်တော့အောင်တည်တည်ချာချာလေးဆူဆူဆီလေးနဲ့ပြီးပြီးတော့15မိနစ်မိနစ်20လောက်နှက်ထားလိုက်ပါတယ်ရှင် ပြီးရင်တော့ဟင်းချက်ဖို့အတွက်ပါဝင်ပစ္စည်းတွေကိုပြင်ဆင်ပါမယ်။စပယ်လက်နှစ်ချောင်းကိုလည်းခုလိုမျိုးမထူမပါလိလိထားပေးပါမယ်။စက်တုံလေးသုံးလုံးကိုလည်းစိတ်လေးစိတ်ထားပေးပါမယ်ရှင်။ကျင်းကိုလည်းလက်တစ်ဆက်လောက်သုံးထားပါတယ်။ပင်စင်းရဲ့အနှင်းငယ်ကိုလည်းချွေထားပေးပါမယ်ရှင်။ဒါကတော့ကျမတို့ဟင်းချက်ဖို့အတွက်ပါဝင်ပစ္စည်းတွေဖြစ်တဲ့စက်တုံဒီစက်တုံဖြူရုပ်သီးစိမ်မယံပြားရေစိမ်ထားတာရယ် စပယ်လင်ပင်စိမ့်နဲ့ဂျင်းအနေငယ်တို့ပဲဖြစ်ပါရရှင် ပြီးရင်တော့ကျမတို့ပါဝင်ပစ္စည်းအလုံးကိုထောင်းလိုက်ပါမယ်နော်မယမ်းမြောက်ကိုတော့တခါတည်းထည့်ပြီးတော့မထောင်းပါဘူးနော်နောက်တော့မှထည့်မှာပါနောက်ပြီးတော့ထောင်းတဲ့နေရာမှာတအားညက်တဲ့ဒီမထောင်းမဲနဲ့မညက်တဲ့ညက်အနေထားလေးဆိုရင်တော့ရပါပြီเนาะကျမတို့ထောင်းလာလိုက်တာအခုလိုနေထားလေးဆိုရင်တော့ရပါပြီရှင် ဒါဆိုရင်တော့ကျမတို့ဟင်းစာချက်ဖို့အတွက် ချက်မဲ့အိုးကို အပူပေးပြီးတော့စီထဲပါမယ်။စီကိုတော့အများကြီးမထဲပါဘူးရှင်။စီပြန်ဟင်းမဟုတ်ဘဲနဲ့အရေးတောက်စမ်းလေးချက်မှဖြစ်တဲ့တည်းကြောင့်မလို့ထမင်းစားဆုံးနဲ့နှစွမ်းစာလောက်ပဲသုံးထားပါရရှင်။စီပူလာပြီဆိုရင်တော့အရသာနဲ့ထားတဲ့ကြက်သားတွေကိုထည့်ပေးပါမယ်။ပြီးသွားရင်တော့အားလုံးတမအောင်မှုပေးပြီးတော့ရေကိုချက်ချင်းမထည့်သေးဘဲနဲ့ ကျက်သားကထွက်တဲ့အရင်နဲ့ပဲစီပြန်လာတဲ့အထိအဖုံးအုပ်ပြီးတော့10မိနစ်လောက်တည်ထားပေးလိုက်ပါမယ်ရှင်10မိနစ်လောက်တည်ထားပြီးပြီဆိုရင်တော့ကျမတို့အဖုံးလေးဖွင့်ကြည့်လိုက်ပါမယ်ပြီးဆိုရင်တော့ကျက်သားကထွက်တဲ့အရင်လေးခင်းပြီးတော့စီလက်ပြန်လာပါပြီကျက်သားရဲ့အသားလေးတွေကလည်းမမတင်းတင်းလေးဖြစ်နေပြီပေါ့နော် ဒီနေ့ထားလေးရောက်ပြီဆိုရင်တော့ကျမတို့ပါဝင်ပစ္စည်းအလုံးထောင်းထားတာကိုထည့်လိုက်ပါမယ်။မယမ်းများကိုလည်းတစ်ခါတည်းထည့်လိုက်ပါမယ်ရှင်။ပြီးရင်တော့စုံစည်းလေးအနေငယ်ထည့်ပြီးတော့အလုံးသမားအောင်မှုပြပြီးပြီဆိုရင်တော့အဖုံလေးအုပ်ပြီးတော့နောက်ထပ်10မိနစ်လောက်စီပြန်လာတဲ့အထိတည်ထားပေးလိုက်ပါမယ်။နောက်ထပ်10မိနစ်လောက်တည်ပြီးသွားပြီဆိုရင်တော့ကျမတို့ဖုန်းလေးခွင့်ကြည့်လိုက်ပါမယ်နော်။ ုလိုမျိုးလေးရေခမ်းလာပြီးတော့စီပြန်လာတဲ့အနေအထားလေးရောက်ပြီးဆိုရင်တော့ရေနွေးစုပိပါကိုစက်သားမြုပ်တဲ့ထိထည့်ပေးပါမယ်။ဒီနေရာမှာရေနှဲများကတော့ကိုစိတ်ကြိုက်ထည့်လို့ရပါလိမ့်ရှင်။ကျမကတော့အရေတောက်ဆန်းလေးချက်မှဖြစ်တဲ့ကြောင့်မလို့ရေကိုမများလို့ထည့်လိုက်ပါရဲ့။စက်သားလေးတွေမြုပ်တဲ့အထိတော့နော်။ပြီးသွားရင်တော့အဖုံးလေးအုပ်ပြီးတော့ရေပွက်ပွက်စုပြီးကြက်သားတွေနေတဲ့အထိတည်ထားပေးလိုက်ပါမယ်ရှင်။ ငါတို့တယ်လိုင်းရဲ့နဲ့ရေလဲပပတ်စုပြီးတော့အသားတွေလည်းနူးလာပြီဆိုရင်တော့တရတာပေါ့ငယ်နေပြီးတော့လိုအပ်တာထက်ထနိုင်ပါတယ်ရှင်။ကျမချက်တဲ့ဒီချက်မချက်ဟင်းလေးကတော့မွန်တန်ရင်သားကြီးချက်တလူမျိုးတထက်ထဲကြားချင်မှကြားမယ်ပေါ့နော်။ဒါပေမဲ့အရတာကတော့စားလို့တော်တော်လေးကိုအဆင်ပြေပါတယ်ရှင်။ချင်းငန်ဆက်အရတာလေးနဲ့အရေးတောက်ပြီးတော့ပဲဖြစ်ဖြစ်စမ်းပြီးတော့ပဲဖြစ်ဖြစ်နှစ်ခုစလုံးစားလို့အဆင်ပြေတဲ့ဟင်းတစ်ခွက်ပါရှင်။ ကျမတို့တင်လာရင်းနဲ့ရေကိုကုလိုခြင်းနဲ့အနေထားဝီထီရအောင်တည်ပြီးပြီဆိုရင်တော့နောက်ဆုံးဦးချကန်နီမှာ အမွေးတိုင်အတွက်ပင်စင်းရွက်လေးခက်လိုက်ပါရစေ။ပင်စင်းရွက်ကိုမကြိုက်ဘူးဆိုရင်လည်းမခက်လေရပါတယ်နော်။တခြားအမွေးကြိုင်နန်းနန်းမျိုးပါလို့လည်းခက်လို့ရပါတယ်။ကျမကတော့ပင်စင်းကိုကြိုက်နေတော့လို့ပင်စင်းရွက်လေးပဲခက်လိုက်ပါရစေ။ကဲခုဆိုရင်တော့ပင်စင်းနဲ့မှုမှုလေးနဲ့အနံ့ရတာနဲ့ပြည့်စုံတဲ့တက်မောကျဲဟင်းလေးရပါပြီရှင်။ ကျမရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ရှင်။နောက်ထပ်ဗီဒီယိုလေးတွေမှာလည်းပြန်ပြီးတွေ့ကြပါမယ်နော်။အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်။